မနဝီလီဝင်းလင်းတစ်ခုမှာတော့စီမီဒီယာဝေပြုတ်ပြီးရနောက်တမိဖြစ်သူတွေဟာယူကိုလည်းဝေပြုတ်ဖို့အချိန်ရောက်ပြီဆိုတာသွားနှိုးလိုက်ပါတယ်။ဒါကြောင့်ရေဟာယူလည်းဖားခင်ဖြစ်သူကိုပြုံပြလိုက်ပြီးသူမထားလာမယ်ဆိုတာကိုအတိပေးကချက်ချင်းပဲမျက်နာထတဲ့လိုက်ပါတယ်။ဒီအချိန်မှာ သူ့ဘေးကနေအရေးတစ်ခုက ဖြတ်သွားပြီးခြေလက်ဆေးနေတဲ့ရေဟာယူကကြီးလိုက်ချိန်မှာတော့ဘာမှရှိမနေခဲ့ပါဘူး။ဒါကြောင့် ကျင်းနေတဲ့အဖေဖြစ်သူကိုသွားကြည့်လိုက်ပြီးရေဟာယူလဲဝပြုဝဆုံလဲကဝပြုနေလိုက်ပါတယ်။ဒါပေမဲ့ဝပြုနေတဲ့သူအနောက်မှာတော့အရှိန်မဲတစ်ခုကရှိနေပြီးအော်ဒန်နီကြားလို့အပြင်ထွက်ကြည့်လိုက်တဲ့အခါမျက်နှာဖုံးတဲ့လူနှစ်ယောက်ကအဖေဖြစ်သူကိုတတ်နေတာကိုမြင်လိုက်ရပါတယ်။ရေဟာယူရှေ့မှာတင်စီမီဒီကိုလည်းဖြတ်လိုက်ကြပြီးဝင်တားတဲ့ရေဟာယူကိုလည်းဓာတ်နဲ့ခုတ်လိုက်ခါ နောက်ဆုံးတေလူမျိုးပါဖြစ်နေတဲ့ CBD ကိုခေါင်းမှာဖြတ်ပြီးရေဟာရူရုချန်တကားမှာပဲအဲ့ဒီခေါင်းပြက်ကြီးကိုစိုက်သွားခဲ့ကြပါတယ်။ဒီအဖြစ်ပြက်တွေပြီးရနောက်ရေဟာရူရုမိသားစုကိုစုံမျိုးတွေလိုတမုတ်လာကြပြီးအောင်လန်းဆရာအလုံးနဲ့အသက်မွေးတာကြောင့် CBD ကအခုလိုအသက်ခံရတယ်လို့ပအဝင်းကျင်ကပြောလာခဲ့ကြပါတယ်။2000ခုနှစ်ရဲ့စီကားနေတဲ့ဂျက်တမျိုးဈေးမှာတော့အထံသမားဆိုရမှာကမန်ဟတန်ရဲ့ဆိုင်ကိုပစ္စည်းတွေသွားပို့ပေးနေပါတယ်။ ဒီဆိုင်ကတော့ရေဟာယူအလုံးလုံးနေတဲ့ဆိုင်ဖြစ်ပြီးမန်အတန်ကခྱི་သွားရမှာကြောင့်ဆိုင်ကိုကြည့်ထားဖို့ရေဟာယူကိုမှားနေကဘေးခန်းကတယောက်ကိုတော့လစ်လူရှူပြီးနေလိုက်လို့ရေဟာယူကိုပြောသွားခဲ့ပါတယ်။ဆန်ရှင်ထက်သွားပြီးတဲ့နောက်ဆူရမန်ကကြံတဲ့အထုပ်ကိုထက်လာပို့ပေးပြီးဆိုင်ထဲကထားရမယ့်နေရာအထိပါထားပေးကရေဟာယူနဲ့ယင်းနီအောင်ကြိုးစားနေပါတယ်။ဒါကိုမြင်တဲ့ဘေးခန်းကရှိရှိကသူ့နာတိတ်မကန်တဲ့ တော်ကြာညှို့ခံနေရမယ်လို့လှမ်းပြောပေမဲ့အထံသမားလေးဆိုရမှာကတော့ရီဟာယူရဲ့အလှမှာအညှို့ခံနေရပြီးသားဖြစ်နေပါတယ်။ဆိုင်ဘိတ်ကအိမ်ပြန်ချိန်မှာတော့ရီဟာယူကမောင်လေးအကြီးအတော်အယုတ်ဝင်ဝဲခဲ့ပြီးအိမ်ထဲမှာတော့သူမရဲ့မွေးစားအမိန်နဲ့အဖိုးဆန်တိုးတို့စကားပြောနေတာကိုကြားလိုက်ရပါတယ်။တကယ်တော့ရီဟာယူကလေးဘွားတွေကရီဟာယူရဲ့အမိအရင်ကဆုံးသွားခဲ့တာဖြစ်ပြီးအဖိုးဆန်တိုးကပဲသူ့သူမဖြစ်သူနှွေးနှိုင်းနဲ့ ရေဟာယူအဖေကိုလက်ထပ်ပေးခဲ့တာဖြစ်ပါတယ်။စီမီဒီတည်သွားပြီးရဲ့နောက်သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကတချို့ကိုစန်တိုကိုပေးခဲ့တာတွေရှိပြီးအခုလည်းစန်တိုကရေဟာယူကိုသူတို့နဲ့အတူလာနေဖို့ပြောနေပါတယ်။နွန်နင်းကတော့ရေဟာယူကိုတမီးရင်မဟုတ်ပေမဲ့ခုတမီးတယောက်လိုချစ်ကြောင်းပြောပြလိုက်ပြီးကလေးတွေနဲ့အတူဒီမှာပဲနေမယ်လို့စန်တိုကိုပြောလိုက်ပါတယ်။အဖေတို့အမေကွဲမောင်လေးအထွတ်အယုတ်ဝယ်လာပေးတဲ့ရေဟာယူကိုလည်း ိုက်ဆံကွန်အယုတ်တွေပဲနေတိုင်းဝယ်ပေးမနေနဲ့ကလေးပြက်စီမယ်လို့အဖိုးဆန်သူကပြောလိုက်ပြီးရေဟာယူကတော့သူ့အဖေကြံခဲ့တဲ့ပစ္စည်းတွေကိုလဝကြီးအုပ်ချင်နေတဲ့အဖိုးဆန်သူကို ကြည့်မရပါဘူး။ဒါကြောင့်အကြီးကိုခေါ်ကအပေါ်တက်ကိုတက်သွားလိုက်ပြီးသူ့အဖေတေတုံးကခြံရှင်းမှလာပြောဆိုကြတဲ့လူအုပ်ထဲမှာသူ့အဖေကိုလာတက်ခဲ့တဲ့သူနဲ့အဖိုးဆန်သူတို့စကားပြောနေကြတာကိုရေဟာယူကဆွဆွဲမြဲမြဲမှတ်မိလို့နေပါတယ်။မွေးစားမိခိုင်းတာကြောင့် အဖိုးစာဝစီကိုငပြောသည်တောပေးခဲ့ပြီးအိမ်ထဲမှာတော့အဖိုးစာဝကရှိမနေရာကြောင့်ထူးဆန်းတဲ့မွေဒုက္ခကိုကြည့်နေလိုက်ပါတယ်ဒီဒုက္ခကိုကြည့်ရင် အတိတ်ကသူ့ငယ်ဘဝမှာအမေရင်းတည်သွားရတဲ့အဖြစ်တွေကို ပြန်မြင်အောင်လာပြီးရေဟာယူအမေကတော့အောက်လန်းနဲ့ပြူစားခံရကတည်သွားခဲ့တာဖြစ်ပြီးသူ့အမေတည်ဆုံးချိန်မှာရေဟာယူကိုယ်တိုင်ကဒီဒုက္ခကိုကင်ကအဝိပီလိုထဲမှာပုံနေခဲ့တာတွေကို ိမ်မက်လူလူနဲ့ရီယာလူကမြင်လိုက်ရပါတော့တယ်။အဲဒီနောက်အဖိုးစာကိုရောက်လာပြီးမင်းပါလုံနေတာလဲလို့မေးလိုက်တာကြောင့်လန့်သွားကဒီမင်းမက်တဲ့ဒုတ်ကိုရီယာလူအဖေကစောက်ရှောက်ဖို့ဆိုပြီးပြီးခဲ့တာကြောင့်နဲ့တတိထားပြီးမစောက်ရှောက်တတ်ရင်မင်းအမေလူပဲမင်းလည်းတည်သွားနိုင်တယ်ဆိုကရီဟာယူကိုပြောပြလိုက်ပါတယ်။ရီဟာယူလည်းငပြောသီးလာပေးကြောင်းပြောက ပြန်မို့လုပ်ပေမဲ့အဖိုးစာကသူမအဖေလှူခဲ့တဲ့ ဝေပြူတဲ့နေရာကိုတွားကြည့်တင်းနေလို့ဆက်ပြောလိုက်ပါတယ်။အဖိုးဆန်တို့ကဒီယာရီကိုရောင်းဖို့ပြောနေရာကြောင့်ရီယာရီလည်းဝေပြူကန်အဖြစ်လှူထားတဲ့အဖေရဲ့အိမ်ကိုရှောက်ဖူးအောင်တွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ညမောင်ရဲ့ဝေပြူခန်းထဲမှာတော့လူတယောက်ကဖျားဝေပြူနေပြီးသူ့ရဲ့ပခုံးပေါ်ကိုတော့ပုံစံအမျိုးမျိုးနဲ့လက်တွေကလာလာတင်နေပါတယ်။ဖျားစားကိုအာယုံဆိုင်လို့မရလောက်အောင်အထိ နောက်ကနေတယောက်ပြီးတယောက် ောက်ရှက်နေကြပြီးဒီလူကတော့ဆက်ပြီးဝိပြုနေတာမီးတွေကလည်းပြတ်သွားခဲ့ပါတယ်။မြေမောင်ထဲမှာတော့အဲ့ဒီလူရဲ့နောက်မှာနာနာဘာဝတွေအများကြီးရှိနေပြီးသူတို့ရှိနေတယ်ဆိုတာကိုတည်သွားတဲ့အခါမှာတော့ဖျားဝိပြုခန်းထဲကအတကုံပြေးထွက်လာပြီး ဖနက်ကိုပါမိကရွေဟာုံနဲ့တွေ့လိုက်ရပါတယ်။ဒီဝိပုခန်းကိုမသွားဖို့အတန်တန်မှားထားတာကြောင့်ရီယာယူလည်းအဲ့ဒီလူကိုကြောင်ကြည့်နေပြီးဝိပုခန်းလေးကိုဝင်လာလိုက်ပါတယ်။ထုံးစံအတိုင်း ဝိပုဝတ်ဆောင်ခြုံကဝိပုလိုက်ပြီးဒီတစ်ခါမှလည်းမီးတွေကထက်ပြတ်သွားကရီဟာယူနောက်မှလည်းနာနာပါဝါတွေကရှိနေပြန်ပါတယ်။အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်ကမျက်လုံးနဲ့ဒီယာတွေကိုကော့ကော့ကွင်းကွင်းမြင်လိုက်ရတဲ့အခါမှာတော့ရီဟာယူကသူမရဲ့ငယ်ဘဝကို ပြန်ရောက်သွားပါတယ်။သူ့ဖေဆေးကုနေတာတွေလူနာရီနဲ့အနာရီထဲကနေတံမိုးတွေထွက်လာတာကိုမြင်လိုက်ရပြီးသူ့ဖေရဲ့ပါဇက်ထဲကိုအစင်းရအငွေ့တွေဝင်သွားတာက မွေးတွေထွက်လာတာကိုပါမြင်လိုက်ရပါတော့တယ်။မွေးတော်ကောင်ကသူ့စီကိုရောက်လာပြီးသူ့ဖေကဒါကိုတားလိုက်တာရီယာဦးလည်းဝိပုခန်းကနေထွက်ပြေးလာခဲ့ပါတော့တယ်။ဇီးဝဲတွေကိုကောင်းကောင်းဆက်ဆံနေပေမဲ့အားလုံးကတော့သူ့စီမှာမဝဲပဲရီယာရူစီကိုရောက်သွားကြတာကြောင့်အောင်လန်းဆရာရဲ့သမီးစုံးလေးမန်နော်နီနဲ့လှူစားနေတဲ့ဘော့ဆိုကရီရီကရန်ရှာလိုက်ပါတယ်။ရီယာရူကဘာမှမတုံ့ပြန်ပေမဲ့ရီရီကပိုဆိုးလာပြီးစုံးတက်တွေနဲ့လှူစားလို့ အဲ့ဒီလိုကောင်းဖြတ်တက်ခံရတာလို့ပြောလိုက်တဲ့အခါမှာတော့ရေဟာယူမျိုးလုံးကချက်ချင်းအဖြူရောင်ပြောင်းသွားကရီကိုလဲပင်းညှစ်လိုက်ပါတော့တယ်။ဒါကြောင့်နီနာကလူတွေအားလုံးဝိုင်းအောင်လာပြီးအားလုံးကရေဟာယူကို သူ့ဖေလိုပဲအောင်လန်းတန်းနေပြီလို့ဆွဆွဲကြကရာမန်ကတော့ရေဟာယူဘက်ကနေဝင်ရက်တီပေးလိုက်ပါတယ်။ရာမန်မေးတယ်နေမင်းညကဝိပုခံနေမှာတရေချောက်ခံခဲ့ရလားဆိုတာကိုမဖြေပဲရေဟာယူကအိမ်တန်းပြန်လာပြီးမွေးစားအမေကတော့ဝိပုခံကိုတွားလိုက်မိရင် ဒီရှိမှုတစ်ခုခုကိုခံစားမိတာနဲ့အလားရှင်မြတ်ကိုစိတ်ရည်မှန်ပြီးဘယ်ဘက်ကိုတရေ၃កောက်ထွေးဖို့ပြောလိုက်ပါတယ်။ရေဟယူကတော့ဘာမှပြန်မပြောဘဲဝိပုခန်းကိုထတ်သွားကဝိပုနေတဲ့သူ့ရဲ့ကြောပေါ်မှာနာနာဘာဝကလေးတယောက်ကကြောပိုးစီးနေတာကိုမြင်လိုက်ရပါတယ်။ခြေဆေးကဝိပုဖို့ပြင်လိုက်ချိန်မှာပဲဗရင်မောက်ကပိတ်သွားပြီးလိုက်ကာရဲ့အောက်မှာတီဗီသားလူရဲ့ခြေထောက်တွေကိုမြင်လိုက်ရပါတယ်။တရားမှာပဲအံဝဆိုင်တွေကမျိုးလုံးဖွင့်လိုက်ချိန်မှာတော့ သူရှိမှခေါင်းပြတ်တစ်ခုကိုမြင်တွေ့လိုက်ရပြီသူကိုယ်တိုင်နန္ဒာဘာဝတွေနဲ့အတူအိတ်နေက သူ့ရဲ့ငယ်ဘဝတွေစီကို ရောက်သွားပြန်ပါတယ်ကလေးမလေးတယောက်ကအနာရီကိုဖဲ့ယူနေပြီနန္ဒာဘာဝတွေနဲ့အတူရှင်တွဲနေနေကအဲ့ဒီကလေးမလေးကို ဝင်းကြီးပူကတ်သွားပြီးရီဟာယူတဲ့အဖေကိုဒီနီလန်းတွေနဲ့စီးပွားရှာနေတာရက်သိမ့်ပြီလို့လူတယောက်ကပြောနေပါတယ်သူ့ရဲ့အိမ်မှာတော့ရီရီအမေက သူ့သမီးကိုလဲပဲညှစ်ခဲ့တဲ့အတွက်မွေးစားမိကိုလာရန်တွေ့နေပြီးဒီတစ်ခေါက်မှလည်းရမန်ကဝင်းဖြန်ပြေးပေးနေကရေဟာယူကတော့ရီရီတို့သားအမိကိုတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ရီရီတို့သားအမိကတော့နတ်ဆိုးသမီးဆုံးမဖြစ်လာရလို့ပြောကပြန်သွားကြပြီးမွေးစားအမိကတော့ဒီမျိုးကိုခက်ခက်ခဲခဲပြန်လာနေတာဖြစ်တာကြောင့်ပဝင်းချင်းမှာတာမန်အတိုင်းမဲနေဖို့ရေဟာယူကိုပြောပါတယ်။ရေဟာယူကတော့သူ့ဖေပေးခဲ့တဲ့ဒီအင်ကိုပြန်လာနေတာက အဖိုးဆန်တို့အပိုင်သိမ်းလို့မရအောင်နဲ့အဖိုးဆန်တို့ကသူတို့ရဲ့မိသားစုပိုင်ပစ္စည်းတွေကိုလဝက်ကြီးအုပ်ဖို့ကြိုးစားနေရဆိုပြီးမွေးစားအမေကိုပြောပြလိုက်ပါတယ်။သူရဲ့ငယ်ဘဝတွေကိုပြန်မြင်ရောင်နေတဲ့ရီဟာယူကတော့ဝိပုခန်းကိုအမြဲတမ်းသွားကဝိပုနေပြီးဒီတစ်ခေါက်မှာတော့သူကနာနာဘဝတကောင်ရဲ့ပေါင်ပေါ်မှာနှင်းနှင်းချက်ချက်အိတ်နေတာကိုမြင်လိုက်ရပါတော့တယ်။နာနာဘဝရဲ့ကြားမှာသူရောက်နေတယ်လို့မြင်လိုက်ရပြီးလန့်နိုးလာချိန်မှာတော့ရာမန်နဲ့အဖိုးစာဘတို့က ဝေဟာယုကိုခေါ်ပေးထားကဝေဟာယုကငငယ်ကလေးကအပနှင်ခဲ့ရဖို့ပြီးအပီးတိုင်နေလို့မပြီးခင်မှာပဲသူမအဖေကတည်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လောကနှစ်ခုရဲ့ပေါင်းကူတရာဖြစ်ခဲ့ရတဲ့ယောယာယုကနာနာဘာဝတွေနဲ့ငယ်တငယ်ချင်းတွေလိုဖြစ်နေပြီးသူ့ဖေရဲ့လက်ထဲမှာအတူကြီးပြင်းလာကြတာဖြစ်နေပါတယ်။နောက်နေ့မှာတော့ရေဟာယုကသူဆန်းနာတွေကိုအန်းခဲ့ပြီးမွေးစားအမေကသူ့ဆိုင်နားမှာဆိုင်လာခင်းတာကြောင့်ဇီးမယောင်ရတော့တဲ့အတွက် ရီရီအမေကပြဿနာလာရှာနေပါတယ်။အဲ့ဒီအချိန်မှာရီဟာယူရဲ့ကိုထဲကနေမွေးကောင်ထွက်လာပြီးရီရီအမေနားကို ရောက်သွားကမြမီနာရဲ့ခြေထောက်ကချက်ချင်းနာလာပြီးအနာကြီးတွေပေါက်လာပါတော့တယ်။ညဘက်မှာတော့ရီဟာယူအိမ်ရှိကိုရက်ကတ်ထဲကလူတွေကရန်လာ တွေ့ကြပြီးဒီကနေထွက်သွားကြဖို့ပြောကြပါတယ်။ဒါကြောင့်အဖိုးစာဘူးက ဝင်တားလိုက်ပြီးမင်းတို့လည်းတရေမွေပြီးဈေးရောင်းကောင်းအောင်လုံးနေကြတာငါမသိဘူးများမှတ်နေလားလို့ပြောကမုတ်ဆိုးမှတားအမိတွေကိုမနှောက်ရှက်ကြပါနဲ့လို့ဝင်ပြောလိုက်ပါတယ်ဒါပေမဲ့မေမီနာကတော့အိယာထဲမှာမွေကိုက်ခံရကတေးသွားပြီးရီရီနဲ့ပါဝင်ခြင်းကလူတွေကတော့ရီယာယူတို့အိမ်ကိုထက်ရောက်လာကြပါတယ်ဒီတစ်ခေါက်မှာတော့ရီယာယူတို့တားအမိကိုအောင်လန်းတဲ့လူတတ်လိုက်တယ်လို့ဆွဆွဲကြပြီးဒီကမောင်းထုတ်ဖို့ပြောကြပါတယ်အဘိုးဆာဦးကလည်းဒီလိုအမှုကရဲတန့်လို့လေတတ်တည်မရှိ တင်းကလည်းရီယာတို့အိမ်ဖြစ်တာကြောင့်သူတို့အိမ်မှာမနေဘူးပြောမရကြောင်ဖြောင်းဖြလိုက်ပြီးအားလုံးစိတ်ချနေအောင်မွေးစားအမေကိုပွန်ကျွန်နီးနဲ့တစ္ဆာဆူခိုင်းပေးမယ်လို့ပြောလိုက်ပါတယ်ပွန်ကျွန်နီးဆိုတာကတော့တီဗီသားလူလူစီမံကတစ္ဆာဆူရတာဖြစ်ပြီးလိန်နေရဆိုရင်တသက်လုံးပြန်နိုးမလာနိုင်တော့ပဲအပီးတိုင်တီသွားရမှာဖြစ်ပါတယ်ဒါကြောင့်ရီယာယူကဒီပိုကျွန်နီးကိုသူ့လုံးမယ်လို့ပြောပေမဲ့ မွေးစားမိကတော့သူပဲလုံမယ်လို့ပြောကရီဟာယူကိုအေးဆေးနေဖို့ပြောလိုက်ပါတယ်။ဒါကြောင့်နောက်တနေ့မှာတော့မွေးစားအမေကိုပုံကျွန်းဒီအတိုင်းတစ္ဆာဆူခိုင်းကြပြီးအခဲပြီးအောင်လန်းအတက်ကိုတုံးနေကမင်းနာမီကိုလည်းအဲ့ဒီအတန်းနဲ့တက်ခဲတာဆိုရင်ပြန်မနိုးလာပါစေနဲ့ဆိုပြီးအားလုံးရှေ့မှာတစ္ဆာဆူခိုင်းလိုက်ပါတယ်။ခဏကြာမှာတော့ဘာဆုံးတက်အောင်လန်းအတက်ကိုမှမသိတဲ့မွေးစားအမေကအကောင်းတိုင်းပြန်နိုးလာတဲ့ကြောင့် အားလုံးလည်းလက်ခံကပြန်သွားကြပြီးမွေးစားအမေကတော့တငူငူတငိုင်ငိုင်နဲ့ကြံနေခဲ့ပါတယ်။သူပုံကြောနေတဲ့မေမျောနေတဲ့အချိန်မှာခင်မွန်းဖြစ်သူမွေးထားတဲ့နန္နာဘာဝတွေကိုတွေ့ခဲ့ရပြီးစီရင်ထားတဲ့တဘာဝလုံးအကာအကွယ်တွေချမ်းသာစေတဲ့မန္တန်တွေနဲ့အဆောက်အအုံတွေကရီဟာယူဝိုင်းကြောနေတာကိုတွေ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမကောင်းတဲ့အရာတွေကသူတို့နောက်ကိုလိုင်းနေတာကြောင့်ဒီအင်ကိုရောင်းကဒီလိုမကောင်းတဲ့အဆောက်အအုံတွေစီကနေအခုညီမယူဘဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အင်ယောင်မဲ့တရင်ကိုရမန်စီကနေကြားလာရတဲ့ဝေဟာယူကတော့အင်ယောင်မှုကိုလက်မခံပဲဆန်တိုကသူတို့ပစ္စည်းတွေကိုအပိုင်သိမ်းဖို့ကြိုးစားနေရကြောင်းအခုလိုအင်ယောင်လိုက်ရင်အဖိုးဆန်တိုရဲ့အစီအစဉ်ဖျက်မြောက်သွားမယ်လို့ဆိုပြီးပြောပါတယ်။မွေးစားအမေကလည်းအဖိုးဆန်တိုထိန်းချုပ်တာခံနေရပြီဆိုတာပြောလိုက်ပြီးမွေးစားအမေကတော့ဆန်တိုကလူကောင်းတစ်ယောက်ဖြစ်တာကြောင့်မစော်ကားဘူးပြောလိုက်ပါတယ်။ အွန်လိုင်းတက်တဲ့စီးပွားရှာခဲ့တဲ့အဖေကိုလည်းနောက်ဆုံးအချိန်မှာအတီတရားရအောင်လုပ်ပေးခဲ့တယ်လို့ပြောပေမဲ့ရီဟာယူကတော့သူ့အဖေကိုတတ်သွားတဲ့သူနဲ့စံသူတို့တိနေတာကိုပဲမှတ်မိလို့နေပါတယ်။မွေးစားမိလေရီဟာယူကိုပြောမရပဲအဲ့ဒီအချိန်မှာပဲရီဟာယူအနောက်ကနေမကောင်းဆိုးဝါးတစ်ကောင်ပေါ်လာက သူ့အဖေကိုအဖိုးစံသူကတတ်လိုက်တာဖြစ်တာကြောင့်အဖိုးစံသူကိုမြင့်မြတ်တဲ့သူတယောက်လိုယုံနေတာကိုရက်လိုက်လို့ပြောကငါပြောသလိုမလုပ်ရင် ။ငါမေရင်းလို့နေလဲတေရလိုက်မယ်လို့ဆိုကမွေးစားအမေကိုပြောပြီးမိလဲကြာသွားပါတယ်။အထက်ဆိုင်ကမေအန်တန်ကတော့ရီဟာယူအလုံးထုတ်လိုက်ပြီးနောက်နေ့လာစရာမလိုတော့ကြောင်းပြောကပတ်စံပေးလိုက်ပါတယ်။ဒါကြောင့်ရီဟာယူလည်းအိမ်ပြန်လာခဲ့ရပြီးသူအလုံးထုတ်ခံရတာကိုဝမ်းနေကသူကအောင်လန်းဆရာရဲ့သမီးဖြစ်တာကြောင့်စုံမလို့ဆွဆွဲပြီးအလုံးထုတ်လိုက်တယ်လို့ယုံကြည်နေပါတယ်။တကယ်တော့ဆိုင်ရှင်ကဒီစကားတွေကိုမပြောခဲ့ပေမဲ့ရီဟာယူစိတ်ထဲမှာအချင်းကြီးကိုပိုဆိုးတော့အောင်တွေးနေပြီး ဒါကလည်းမကောင်းတဲ့ဝိညာဉ်တွေကရီဟာယူကိုချုပ်ကင်နေတာဖြစ်ပါတယ်။ရီဟာယူတော့မသိလိုက်ပဲခန်းစားချက်တွေကပြင်းထန်လာပြီးရီဟာယူကိုရေကနေမွေထွက်လာကအလုတ်ထုတ်ခဲ့တဲ့ဆိုင်ရှင်ကိုမွေကကိုက်လိုက်ပြီးနောက်ဆုံးတော့ရီဟာယူလဲကျသွားပါတယ်။ဒီအချိန်မှာမွေစားအမေရိုးစီမှာလည်းမွေကောင်ရောက်နေပြီးမွေစားအမေကမွေကိုကင်ထားကအကြီးကိုကာကွယ်ဖို့လုပ်နေပါတယ်။အဲဒီနောက်မွေကောင်ကိုတိုင်တဲ့ဆောင်ကတေအောင်ရိုက်နေပြီး ရေကာဦးကရောက်လာကတော်ပါတော့လို့ပြောပေမဲ့မွေးစားအမေကမွေးကိုတေးအောင်ဆက်ရိုက်နေပါတယ်။သူတတိယလို့ပြန်ကြည့်တဲ့အခါမှာတော့အကြီးလေးကတိုင်မာလှဲနေပြီးခေါင်းမှာသွေးရည်လေးထက်ကတည်နေခဲ့ပါတော့တယ်။တကယ်တော့မွေးစားအမေရိုက်နေခဲ့တာကအကြီးဖြစ်နေပြီးမွေးစားအမေကမွေးလို့မြင်နေကတေးအောင်တတ်ခဲ့တာဖြစ်ပါတယ်။ ီလိုမျိုးမကောင်းဆိုးဝါးတွေရဲ့လှည့်ပြားမှုတွေကိုကြုံလာခဲ့ပြီးမွေးစားအမေကသူ့ကိုယ်သူဇွဲချိုးချတက်တည်သွားကမိလဲနေတဲ့ရွေဟာကိုတော့ရာမန်နဲ့အဖိုးစံတိုတို့ကခေါ်သွားခဲ့ကြပါတယ်။တီလာရှင်ကြီးကြီးရောက်တဲ့အခါမှာတော့ရွေဟာယူကသူ့ကိုအပနိုင်ကြအောင်မလုပ်လားလို့မေးလိုက်ပြီးတီလာရှင်ကြီးကတော့စန်တိုကကောင်းစီချင်းလို့လှုပ်ပေးတာဖြစ်ခါရေဟာယူအဖေကိုလည်းအမြဲတမ်းတားတယောက်လို့သဘောထားခဲ့ကြအောင်ပြောပြပါတယ် ဝေဟာယူကတော့သူ့အဖေရဲ့ပစ္စည်းတွေကိုမတ်လို့နေမှာပေါ့လို့ပြန်ပြောလိုက်ပြီးစန်တိုမာဆက်ယုံတွေရောတင်တန်းကျောင်းတွေရောအများကြီးပိုင်တာကြောင့်တမီးအဖေပိုင်တာကိုမမတ်မောနိုင်ပါဘူးလို့သီလာရှင်ကြီးကပြန်ပြောပါတယ်။သူ့ထက်လက်ဆောင်ထက်ကခံမရနယ်ပယ်မှာဆရာတစုဖြစ်လာတာကြောင့်သူ့ရဲ့ကြော်ကြားမှုဂုဏ်သတင်းတွေနဲ့ချမ်းသာမှုငွေကြေးတွေကိုပါပေးလိုက်ရတဲ့အထွတ်အခြားတစ်ပည်နှစ်ယောက်ကိုတောတက်ခိုင်းခဲ့ကအစွမ်းထက်တဲ့မွေဒုတ်ကောက်ကိုစီမီဒီစီကနေခိုးယူထားတာဖြစ်နေပါတယ်။ တောတက်တဲ့နှစ်ယောက်မှာအဖိုးဆန်တူရဲ့သားပါနေရာကြောင့်ရီယာယူကဒါကိုမှတ်မိနေပြီးအဖိုးဆန်တူကသူ့သားကိုဆုံးမက အောက်လန်းနယ်ဘက်ကနေအပီးထွက်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါရီကိုတော့ရီဟာရူကမသိပဲအဖိုးစာကိုထိန်းချုပ်တယ်လို့ဆန်တူကိုမုန်းနေပြီးအဖိုးဆန်တူကတော့မွေဒုတ်ကောက်ကိုပြန်လာက နောက်တနေ့မှာတော့ရီဟာရူကို အပားနှင်ပြီးခဲ့ကြပါတယ်။အဖိုးဆန်တူကသမီးခန္ဓာကိုယ်မှာကန့်ညိနေတဲ့မကောင်းတဲ့ဝိညာဉ်တွေကိုစွန့်ပစ်ချင်လာလို့မေးတဲ့အခါ ရေဟာရုကမဖြေပဲတိတ်ဆိတ်နေပြီး နောက်တခါသမီးခန္ဓာကိုယ်ကို စိတ်ကြိုက်အတုံးချနေတဲ့မကောင်းဆိုးဝါးတွေကိုစွန့်လွတ်ချင်လားလို့မေးတဲ့အခါမှာတော့ရေဟာရုကမစွန့်လွတ်ချင်ဘူးလို့ဖြေလိုက်ပါတယ်။သူ့ဖေကိုတတ်သွားတဲ့အဖိုးဆန်တူသားကိုမြင်သွားတာကြောင့်ဝိညာဉ်ပုကအဖိုးဆန်တူကို ပြန်တတ်ခိုင်းလိုက်ပြီးဦးလေးဝါဟက်ကသတိရလာတဲ့အခါမှာတော့ကိုယ့်ဖေကိုပြန်တတ်မိထားတာကြောင့်ဦးလေးဝါဟက်လည်းအဖေဖြစ်သူအဖိုးဆန်တူကိုတောင်းပန်က သူ့ကိုသူတက်တည်သွားပါတော့တယ်။ဝင်းကြီးရေဝင်ဘူးကတောင်းချမ်းနေတဲ့ရေဟာရူကိုတော့တီလာရှင်မကြီးကဆက်ပြီးအပားနှင်ပေးလိုက်ပြီးနောက်ဆုံးဒုက္ခောက်ကိုလည်းမြေကြီးထဲမှာမြုံနှံလိုက်ကဒီကိစ္စတွေကြောင့်အသက်ဆုံးရှုံးခဲ့တဲ့သူတွေအတွက်ဆူတောင်းပေးခဲ့လိုက်ကြပါတယ်။တကယ်တော့ဝူပြုနေချိန်မှာနှောက်ရက်ကြရဲဆိုတာကစေတန်နဲ့ဆိုးတွေသာဖြစ်ပြီးဒီကိစ္စတွေကိုဖျက်ကျော်ခဲ့ရတဲ့ရေဟာရူကိုတော့ရာမန်ကအပြေးအဝါကာကွယ်စောင့်ရှောက်ပေးဖို့အသိအင်ကြီးထားမှရှိနေခဲ့ပါတော့တယ်။ ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ပေးခဲ့ပြီးနောက် video တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။